လသမဂငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့တွေအတွက်အမေရိကန်ကရန်ပုံငွေထောက်ပံ့ပေးမှုရပ်ဆိုင်းလိုက်မယ်ဆိုရင်အဲ့ဒီလက်ဟာမှုကိုတခြားနိုင်ငံတွေဝင်ဖြည့်ပေးနိုင်မှာမဟုတ်ဘူးလို့ဂျာမနီနိုင်ငံသားကြီးဝန်ကြီးကပြောလိုက်ပါတယ်ကုလသမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်းရေးရန်ပုံငွေကနေအမေရိကန်နှုတ်ထွက်လိုက်မယ်ဆိုရင်အဲ့ဒီလက်ဟာမှုကိုဖြည့်ဖို့ကျွန်တော်တို့အပြေးဝါဆောင်ရွက်နိုင်မှာမဟုတ်ဘူးလို့ဘာလင်မျိုးရှိကုလသမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်းရေးရုံးမှပြုလုပ်တဲ့ပူးတွဲသတင်းစာရှင်းလင်းပွဲအတွင်း ဂျိုဟန်ဝါဒီကပြောကြားခဲ့တာဖြစ်ပါတယ်။ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူဒရက်စ်ကငြိမ်းချမ်းရေးထိမ့်သိမ့်ငြိမ်းချမ်းမှုငြိမ်းချမ်းမှုထိမ့်သိမ့်ရေးတပ်သားတွေဟာဝေသာရှာပါမှုပြဿနာတွေနဲ့ရင်းဆိုင်ကြုံတွေ့နေရပြီးအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ပေးဖို့ကတိပြုထားတဲ့ရန်ပုံငွေတွေကိုအချိန်မီအပြည့်ဝပေးကြဖို့တောင်းဆိုထားတာပါ။မာလီ၊လဗနွန်၊ကွန်ဂိုပြည်ထောင်စုတို့မှာငြိမ်းချမ်းရေးထိမ့်သိမ့်မှုတွေမအောင်မြင်ဘူးလို့အကြောင်းပြပြီးအင်ဘူရိုဘတ်ဂျက်ရုံးက ကုလသမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်းရေးအတွက်ရန်မုံငွေတွေရပ်ဆိုင်းဖို့ဆိုပြထားပါတယ်ဝါရှင်တန်ဟာကုလသမဂ္ဂအတွက်ရန်မုံငွေအများဆုံးထည့်ဝင်ပေးနေတာဖြစ်ပြီးတရုတ်ကဒုတိယအများဆုံးထည့်ဝင်ပေးနေတာဖြစ်ပါတယ်။